ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့မမားခောက်ဆွဲ၆ခုသုံးဖြူပြီးတော့ကုတ္တရသုတ်ပုံစံမျိုးလေးအိမ်မှာအလွယ်သုတ်စားဖြစ်ပိုင်းတကယ်လို့ကွာကုတ္တရသုတ်လဲစားခြင်းနဲ့ကုတ္တရမုတ်ဖက်လဲရှာဝဲလို့မရဘူးဆိုလို့ရှိရင်ဒီလိုလေးသုတ်စားကြည့်ပါနော်ဒီမျိုးလေးစားလို့ကောင်းပါတယ်ရှင်အရင်ဦးဆုံးဖြူတို့ကုတ္တရ sauce ကိုအရင်လာဆက်ပေးလိုက်ပါမယ်အိုးတလုံးသေးကိုတခြားသမင်စားစုံရဲ့တဝက်စာလောက်နဲ့သားမုံသမင်စားစုံရဲ့သုံးမုတ်တပုံစာလောက်ပြီးတော့မြုပ်တိအချက်မုတ်ကိုသမင်စားစုံနဲ့တစွန်းစာလောက်ကိုထည့်ပေးလိုက်ပါအဲ ်ပြီးတော့ငံပြရည်ကိုကြတော့ထမင်းစားစုံနဲ့တဆွန်းစာလောင်းနဲ့ပဲငံပြရည်အကြီးထမင်းစားစုံနဲ့တဆွန်းစာပြီးတော့ရှာလကရည်ထမင်းစားစုံနဲ့တဆွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအချိုးစားကိုကြတော့ကိုကြိုက်သလိုလေးပြင်ဆင်ပြီးတော့ပေါ့နော်ကြိုပေးနိုင်ပါရဲ့နော်ဒီ sauce ကိုတကယ်လို့ကိုပေါ့ပေါ့လေးကြိုက်တယ်ဆိုလို့ရှိရင်အငံကို short ထဲပေါ့နော်ပြီးတော့ QC ကိုထမင်းစားတဲ့စုံနဲ့သုံးစုံစာလောင်းနဲ့ပဲငံပြရည်အနောက်ကိုထမင်းစားတဲ့စုံနဲ့တဆွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင် ပြီးတော့ဒါလေးကတော့မြှုပ်သီးဆော့ပဲဖြစ်ပါတယ်မြှုပ်သီးဆော့ကိုကြတော့ပြောပါဓမင်းစားတဲ့ဆုံးနဲ့သုံးဆုံးစာလောက်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာရေသက်250 ml ကိုထည့်ပေးရနဲ့သမတော်အောင်နည်းနည်းလေးမှွေထားပေးလိုက်ပါရစေ။ ပြီးရင်တော့မြို့ပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီနေရာမှာဒီ sauce ကိုကိုကအဖြစ်အကျဲကိုကိုစိုက်ချိုက်ရေကိုချိန်ဆပြီးထည့်ပေးနေတယ်ပေါ့နော်ပြပြလေးကြိုက်ရင်တော့ရေကို short ထည့်ပေးနေပါတယ်ရှင်ပြီးတော့အဆက်တွေပါတယ်ကိုလည်းကိုကြက်တလောက်ထည့်ပေးနေပါတယ်နော်ဒီမှာဆိုလို့ရှိရင်အားလုံးကိုဖြိုကပုံမှန်ခွတ်တရုတ်တုတ်တဲ့ပုံစံလေးပဲလုပ်သွားပါတယ်။ဒီမုတ်ဖက်နေရာမှာပဲဖြိုကခွတ်တရုတ်မုတ်ဖက်အစားမမခောက်ဆွဲ၆ခုထည့်သုံးထားတာဖြစ်ပါတယ်။ ကဲဖြိုးတို့ချိုးသွားလိုက်တာဖြိုးတို့ရဲ့ quick to source ကလေးကအခုလိုမျိုးလေးပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ရပါပြီရှင် ဒါလေးတွေကတော့ဒီ quick deal သုံးမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ခဏကကြိုထားတဲ့ sauce လေးပါမယ်။ပြီးတော့အသားနေရာမှာကျတော့ဖြိုးဝါဝတ်သားချီရဲ့ပြီးတော့ဝတ်သားလုံးလေးကိုသုံးထားပါတယ်ရှင်။ဒီအသားနေရာမှာတော့ကိုယ်ဆိုင်နဲ့တက်တဲ့အသားကိုသုံးပြနိုင်ပါရဲ့နော်။ပြီးတော့ထောင်းပြီးတော့ကြော်ထားတဲ့ဒီကျက်သဖြူကြော်လေးနိုင်ငယ်ပါမယ်ပေါ့နော်။ကျက်သဖြူစီချက်လေးပေါ့နော်ဒါလေးကတော့ပြီးတော့ဒါလေးကတော့ထောင်းထားပြီးသားမြေပဲလောက်ထောင်းနေတဲ့ငယ်နဲ့အစင်းသစ်လီထားတဲ့တံမြန်သေးတစ်လုံးစားပါမယ်။ပြီးတော့ရွက်နေရာမှာကျတော့ဖြိုးဝါကစိုးရွက် နဲ့ဒီပဲပဲမောက်ကိုတုံထားပါတယ်ရှင်။မနဲ့လေမွေးစေဖို့အတွက်ကတော့နနဲ့ပင်နှင်းငယ်ကိုတုံထားပါတယ်။ပြီးတော့ခောက်ဆွဲ6ပေါ့နော်။မမခောက်ဆွဲ6လေထုပ်စာကိုတုံထားပါတယ်ရှင်။ကဲအားလုံးနဲ့အစစ်သစ်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့ဒီအသားလုံးလေးတွေအသားလေးကိုပေါ့နော်ထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်။ ဒီမှာဆိုလို့ရှိရင်တော့ဖြိုးပုံမှန်ကွတ်တီကိုတုံးနေကြတိုင်းပဲပေါ့နော်လောက်သွားတာဒီမုတ်ဖက်နေရာမှာပဲဖြိုးကမမခောက်ဆွဲ၆ကိုတုံးထားတာဖြစ်ပါတယ်ရှင်ဒီနေရာမှာကိုကကွတ်တီမုတ်ဖက်ရှိတယ်ဆိုလို့ရှိရင်ဒီတိုင်းလေးပဲထုတ်စားလို့ရပါတယ်နော်ဒီမမခောက်ဆွဲ၆လေးနဲ့လည်းတမျိုးလေးလိုက်တယ်ပေါ့နော်အရင်လည်းစားကောင်းပါတယ် အသားလည်းကြက်ပြီဆိုလို့ရှိရင်တော့ဖြူတို့ဒီမမခောက်ဆွဲကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ခောက်ဆွဲနဲ့တခါတည်းဖြူကဒီအရွက်လေးတွေကိုပါထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ရှင်ဒီနေ့တော့အိမ်မှာကွတ်တီအောင်ဖတ်လိုက်ကုန်းနေတာနဲ့ရှိတဲ့ဒီမမခောက်ဆွဲ6လင်းနဲ့ပဲအလွယ်သုံးစားဖြစ်ပါတယ်ရလဲစားကောင်းတယ်ပေါ့နော်ချင်းငယ်ဆက်လေးแกဖြူတို့ပြုတ်ထားတယ်မမခောက်ဆွဲလည်းရပြီဆိုလို့ရှိရင်တော့ခွက်ထဲကိုထည့်မယ် ပြီးရင်တော့ချက်ထားတဲ့ကျက်တော်ဖြူစီချက်လေးကိုထည့်ပြီးလို့ရှိရင်တော့တမတော်အောင်ဝေထားပေးလိုက်မယ်ပေါ့နော်ဖြူတို့ဝေထားလိုက်တာတမတော်ပြီဆိုလို့ရှိရင်တော့ပြုတ်ထားပြီးသားအသားတွေကိုထည့်ပေးလိုက်ပါမယ်ရှင် ပြီးရင်တော့ထောင်းထားပြီးသားမြေပဲလှော့ထောင်းရဲ့နန်းနန်းပြီးငယ်ပြီးတော့တမယာသေးလေး20လောက်ကိုညှစ်ထည့်ပေးရမယ်ချက်ထားတဲ့ဒီကွတ်တီယိုဆော့စ်လေးကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အားလုံးကိုတမတော်အောင်ဖြူတို့နဲ့သွားပေးလိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်နည်းနည်းလေးပူနေတော့တိတ်နေတာဆင်မပြေဘူးပေါ့နော်ကြည့်ပါအောင်အရောက်စင်းလေးရောအနက်လေးရောအရန်ကိုမှွေပြီးတော့အရန်လဲစားချင်စရာကောင်းပါတယ် ကဲဖြိုးတို့နဲ့သွားလိုက်တာအားလုံးနဲ့တမထွားပြီဆိုလို့ရှိရင်တော့ရတပေါငံကိုညီပေးလိုက်ပါမယ်နော်ဒီနေရာမှာရတပေါငံကိုကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါရဲ့ရှင်ဖြိုးကတော့သူ့ရဲ့ကိုငံပြားရဲ့အနှဲငယ်နဲ့ညှုပ်သည့်အချက်မုံနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်ကဲလို့အတားထပ်ပြီလို့ရှိရင်တော့အားလုံးကိုတမထွားအောင်ပြန်ပြီးတော့တုတ်သွားပေးလိုက်ပါမယ်ရှင်ကဲအားလုံးလက်နှက်ပြီးတော့ရတာလဲလုံးဝဆစ်ပြည့်တယ်ဆိုလို့ရှိရင်တော့ရပါပြီเนาะ ဒီနေသားဆိုလို့ရှိရင်တော့ခောက်ဆွဲချောင်းနဲ့တုတ်ထားတဲ့ကွတ်တီကိုတုတ်ချင်းနဲ့ဆက်လျရတော့စားဖို့အဆက်သင့်ဖြစ်နေပါပြီရှင်။စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလျက်လည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆက်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးနေဖို့တက်တယ်ပါ။ပြန်ဆောင်ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။